အလုံးမင်္ဂလာပါဆက်ရောအကျွေးတဲ့ညနေစာပါဒီနေ့ညနေစာမှာအမေသားဟင်းကျွေးပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းအမေသားကျွေးပါတယ်ဒီအမေသားဟင်းနာမည်ကိုသူက Soul Bull Kogi လို့ခေါ်ပါတယ်ကိုရီးယားနိုင်ငံမှာအမေသားကိုချစ်ရင်အခုလိုချစ်တာများပါတယ်သူကမိုးလေးလည်းပါပါတယ်ခါချစ်ဦးလေးလည်းပါပါတယ်စစ်တုံးမိန်လည်းပါပါတယ်ပြီးရင်စစ်တုံးနီလေးလည်းပါပါတယ်တစ်ခါတလေဆိုရင်ကော်ဖီထုပ်ပါပါပါတယ် တော့ဟင်းလေးကချွတ်ချွတ်လေးနဲ့နေပါတယ်အခုတစ်ခါတော့ကော်ဖီထုတ်မပါပါဘူးမဲသားလေးကမမောနူးနေနေပါတယ်ဒါကတော့အာလူးအလုံးသေးသေးလေးတွေကိုသူကပြုတ်ပြီးတော့အချိုရည်နဲ့ပြန်ပြီးတော့အဲ့ဒီနတ်ထားတာပါအဲ့ဒီအာလူးတွေအရင်ဆောက်ပါတယ်အရင်မချိုပါဘူးပြီးရင်သူကအခေါ်မခွာတော့ပါဘူးခေါ်ပါစားလို့ရပါတယ်အာလူးလေးကြိုက်တော့ယူလို့ရပါတယ်ကျွန်တော်နှလုံးဝဲယူခဲ့ပါတယ် ပြီးရင်ဟုတ်แท้မှာတော့သူကနန်းရွက်ပါနန်းရွက်ရဲ့အဲ့ဒီဟိုပေါ့ဂျင်းစင်းနဲ့တူတဲ့အမြင့်ပေါ့နော်အဲ့ဒီအမြင့်ရဲ့နဲသူဟာအချိုလေးလောက်ထားတာပါ ပြီးရင်ဒီဖက်မှာတော့ကင်မချီပါကျွန်တော်စက်ရုံမှာကင်မချီကို တနင်္လာနေ့ဆိုရင်အရန်လက်ဆက်ပါတယ်အရန်ဆောက်လို့ခေါင်းပါတယ် အကင်ချီရတနေရာနဲ့တနေရာမတူပါဘူးပြီးရင်တရာတီနဲ့တရာတီမတူပါဘူးအရန်အေးတဲ့ယာတီဆိုရင်ကင်ချီရတာတစ်မျိုးပါအဲပူတဲ့ယာတီဆိုရင်ရတာတစ်မျိုးပါဒါတော့ဘဲဘဘောင်ဟင်ချူပါကိုရီးယားလိုဆိုရင်ခိုးနမ်ဘူဂူဂလခေါ်ပါတယ်ကိုရီးယားမှာဘဲဘဘောင်တို့ဘဲပြားတို့ပြီးရင်ချစ်တော်မိတ်တို့အရန်စားပါလေကိုရီးယားမှာသမင်းစားရင်အများတိုင်းဟင်ချူပါပါတယ်ပြီးရင် ပြီးရင်အချိန်လေးနဲ့ပါပါတယ်။ဒါတော့ဒီနေ့ညနေမှာကျွေးတဲ့ဓမင်းပါ။ဓမင်းကတော့နည်းနည်းလေးစီးနေပါတယ်။နည်းနည်းလေးပျော့နေပါတယ်။အဲကျွန်တော်ကောက်သောင်းလို့ပြောရင်တော့နည်းနည်းပြဲနေပါတယ်ဓမင်း။အမေဆောက်လို့အဆင်ပြေပါတယ်။သူကရင်းညိလေးနဲ့ဆိုရင်ကိုရီးယားဆန်အရရန်ဆောက်ပါတယ်။အမေတိုင်းကိုဒီနေ့တော့ကျွန်တော်ဒီလို sorry နဲ့နေပြီးတော့ဆောက်ပါပါ။မေတ္တာရင်းစားခြင်းဓာတ်တွေပါ။ တော်တော်များများအဲ့ဒီမန်တာရင်ကျွေးတဲ့နေ့ဆိုရင်အများကြီးယူကြပါတယ်ကျွန်တော်လည်းအများကြီးခက်ခဲပါတယ်ဒီနေ့ဟင်းလေးကစားနေကြလေပါကျွန်တော်အရှိမစားနေတာမြန်မာညီလေးပါသူကအဲ့ဒီဟင်းချူတဲကိုထမင်းရောအမဲသားရောထည့်ပြီးတော့စားတာပါကျွန်တော်တော့နည်းနည်းယူတာများပါတယ်တမင်းစားပါဦး အမဲသားလေးနဲ့စားကြည့်ကြလေးပါအမဲသားလေးနဲ့တမင်လေးနဲ့စားလိုက်ပြီးရင်ဂင်ချီလေးစားလိုက်ရင်အရင်စားပါလေအားလုံးပဲတမင်စားကြပါအောင်အားလုံးပဲမင်္ဂလာပါ